ချင်းမှာနာမည်ပြန်ရှိခဲ့ပေမယ့် အတီတွဲမဲ့ချစ်သူရှိတယ်ဆိုပြီးတော့ကျူးပြလာတဲ့မင်းသမီးချော်လေးရွှေပေါ်ရင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အချိန်ရင်းမှာနာမည်ပြန်ရှိခဲ့တဲ့ရွှေပေါ်အိမ်ကတော့ပရိသတ်တရေဝီဖန်မှုကြောင့်ချစ်သက်ကိုထုံးအပြရရခဲ့ပါဘူးရွှေပေါ်အိမ်ကအမိုက်စားဘော်ဒီပိုင်ချင်းမင်းသမီးတယောက်ဖြစ်ပေမဲ့အတိတ်ကရှိမဲကြောင့်မျိုးသားတူကြီးရဲ့အားပေးမှုကိုထင်သလောက်မရတော့တဲ့အချိန်ဒီပါရွှေပေါ်အိမ်ကတော့ချစ်စရာကောင်းတဲ့မျက်နှာမူယာလေးနဲ့ဆက်စီကြကြဝတ်ဆင်တတဲ့ပုံစံလေးကြောင့်ပူရိသအသေးဆွဲမင်းသမီးတလက်ဖြစ်ခဲ့ပူပါ တယ်။မင်းသမီးချောလေးရှင်ဘုံကြီးကတော့ချစ်စရာကောင်းတဲ့နှုပညာရှင်တစ်ယောက်ဖြစ်ပြီးဗီဒီယိုဇာတ်ကားတွေမှာပါဝင်တည်ဆောင်ခဲ့တဲ့မင်းသမီးချောလေးတယောက်ပဲဖြစ်ပါတယ်။ရှင်ဘုံကြီးကတော့ရုပ်ရှင်ဇာတ်ကားများစွာမှာကြာရစရုပ်ကိုရိုက်ကူးပေါ်ပေါ်ခဲ့ပေမယ့်ပရိသတ်တွေအားပေးမှုကတော့ထင်သလောက်မရခဲ့ပါဘူး။ပရိသတ်တော်များကတော့သူ့ရဲ့တည်ဆောင်ချက်တွေထက်သူ့ရဲ့အသွင်ပြင်ကိုသဘောကျခဲ့ကြတာများပါတယ်။ချစ်စရာကောင်းတဲ့မျက်နှာမူယာလေးတွေရဲ့ဆွဲမက်စရာကောင်းတဲ့ဝတ်ဆောင်စင်ရင်ပုံတွေကြောင့်အမျိုးသားသူကြီးကြားမှာနာမည်ကျော်ကြားခဲ့တာလေးဖြစ်ပါတယ်။ရှင်ဘုံကြီးဟာအားပေးတဲ့ထဲမှာ မှာမြို့သားတွေကအများဆုံးပါပဲမြို့သားတို့ကြီးရဲ့ချစ်တော်ဖြစ်ခဲ့တဲ့ရွှေဘိုးရင်ကတော့တချိန်ကဖြစ်ခဲ့တဲ့ခြေရေးပြဿနာချို့ကြောင့်အပိသူပြိတဲ့ယောနေခဲ့ရတဲ့အထိပါပဲတရားမကောင်းလို့တရားပြောင်းတာကိုပြိတဲ့တွေကပြင်မမြင်ပေမဲ့အိမ်အောင်ရှိမြို့သားနဲ့ညီစောနာကိုတော့လက်မခံပေးနိုင်ခဲ့ကြပါဘူးရွှေဘိုးရင်ရဲ့ခြေရေးတရင်ကတော့မသိသူမရှိတော့ပါပဲနော်တကယ်လားကောလာဟာလာလားမသိပေမဲ့ပြိတဲ့ကြားမှာတော့ရွှေဘိုးရင်ဟာအခြေအနေပတ်သက်ပြီးတော့နမည်ပြက်ခဲ့သူတယောက်ပါသူများယောက်ျားနဲ့ခြေပုံးခုတ်ပြီးတော့နုပညာရှင်တွေကိုကွဲအောင်လုပ်ခဲ့တာဆိုပြီးတော့မကောင်းသေးနေပြန်ခဲ့ပို့ပါရ ဲ့ဒီတင်ကတကယ်လားကောလာဟာလာလားဘယ်သူမှသိချာမသိပေမယ့်ပရိသတ်တွေကတော့ရွှေဘိုးအိမ်ကိုအချိန်တော်ကြာကြည့်မရဖြစ်ခဲ့ကြတာလည်းဖြစ်ပါရည်ရှုပ်လေးလာတော့ကျင်မကားမို့ဆိုပြီးသူများအိမ်အောင်ရေဖြုတ်ခွဲလို့ပရိသတ်တွေအမုန်းကိုအချိန်တော်ကြာခန်းစားခဲ့ရတာပါ ရှေဘောကတော့စစ်နိုင်နေကန်ဆက်ခဲ့တဲ့ချိန်မှသာပရိသတ်တွေကပြန်ပြီးတော့အမြင့်ကြီးခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်အများစုကတော့ရှေဘောကိုကြည့်ပြီးတော့အားကြပေမဲ့ပရိသတ်ချို့ကတော့သူ့ရဲ့တိတ်ကအကြောင်းတွေကိုအောက်ဖဲလနေကြတော့မှာပဲ။ရှေဘောကတော့အတိတ်ကမကောင်းခဲ့တဲ့အကြောင်းတွေကြောင့်လက်ရှိချစ်ရေးကိုတော်ရုံချောင်းပြသလိုအိမ်အောင်ပြုဖို့လည်းမပြောခဲ့ပေမယ့်အခုကတော့သူ့လက်ထက်ချင်းတဲ့မျိုးသားလေးအကြောင်းကိုပရိသတ်တွေကိုထုတ်ပြောခဲ့ပူပါတယ်။ရှေဘောကတော့ဝေရှိတဲ့သူမျိုးကိုချစ်သူတော်ကျင်တာတဲ့သူ့ကိုတကယ်ချစ်ပေးနိုင်မဲ့သူမျိုးကိုလိုချင်တာပါ။ချစ်သူကောင်လေးကငွေမရှိလေသူနဲ့အတူစူး ားယုံကြရမယ်အနေထားဆိုရင်လေသူ့မှာလက်ခံဖို့စိတ်ကူးရှိပြီအဓိကလိုအပ်ချက်ကတော့သူ့ကိုချစ်ပြီးတော့သူ့ရဲ့ရှိန်မဲကိုကာဝယ်ပေးနိုင်မဲ့သူမျိုးလိုချင်နေကြတာပါပဝင်းချင်ကသူ့ရဲ့မကောင်းတဲ့ရှိန်မဲကိုပြန်တူးဖော်နေပြီဆိုရင်သူ့ရဲ့မျိုးသားဖြစ်သူကရှိကနေမဟာမမဲရက်တီပေးပြီးကာဝယ်ပေးမဲ့မျိုးသားကိုလိုချင်တယ်လို့အဲ့လိုလိုမျိုးနဲ့တွေ့ရင်အိမ်တော်ပြုဖို့ဆုံးဖြတ်ထားရလေဖြစ်ပါရင်အခုတော့သူလည်းသူ့လိုချင်တဲ့မျိုးသားနဲ့တွေ့ဆုံခဲ့ပြီးမို့အခြေချောင်းထုတ်ပြောလာခဲ့ပြီလေဖြစ်ပါရင် အခြေအကြောင်းမေးလိုက်တိုင်းမှာသိသလိုလိုမသိသလိုဖြစ်တတ်တဲ့ရွှေဘိုကတော့အခုဆိုရင်ချီရသူကအမေရိကန်မှာနေတယ်ဆိုတာကိုထုတ်ပြောလာခဲ့ပြီးလဲဖြစ်ပါတယ်။ရွှေဘိုကတော့သူ့ဘော်တကယ်ချစ်ပေးနိုင်တဲ့မျိုးသားမဟုတ်ခုလိုတီလင်းထုတ်ပြောခဲ့တာလို့ဆိုပါတယ်။အခြေအနေနဲ့ပတ်သက်ရင်ပုံတွေလဲချောင်ပြခဲ့ဘူးသလိုဘသူဘေဝါနဲ့ကြိုက်နေပါတယ်မပြောဘူးလေရွှေဘိုကတော့အခုဆိုရင်ချီရသူနဲ့ခီးသွားတဲ့ပွဲချို့ကိုချပြလာခဲ့တာလဲဖြစ်ပါတယ်။အခွင့်အရေးရရင်ချစ်သူကိုပွဲထုတ်မှာဖြစ်တယ်လို့လောလောဆယ်မှာတော့ချစ်သူပေါ်မှာဘလောက်ချစ်ပြီးတန်ဖိုးထားလဲဆိုတာကိုထုတ်ပေါ်ပြသခဲ့တာလဲဖြစ်ပါတယ်။